မိုးစုံဝိုင်းတော့အရင်သဘောကျတယ်ပေါ့နော် Miss Universe မြန်မာဆိုတော့ကိုစစတိရာမမိုးစုံဝိုင်းအကြောင်းဖြစ်တယ်ပေါ့နော်သူ့ကိုအခုချိန်ထိတည်းအရင်သဘောကျတယ်သူမျက်နှာကလုံးဝအကြည့်တက်ရတယ်ကွာအဲ့လိုမျိုးလေးပေါ့နော်သူတို့ရဲ့ public speaking အကုန်လုံးကပေါ့နော်တယောက်နဲ့တယောက်ကမတူဘူးပဲပြရယ်အဲလိုတင်းယူရင်တင်းယူနိုင်တယ်လို့တယောက်ချင်းကြီးရဲ့အရင်ချင်းကအများရဲ့ရှိနေတာဆိုတော့အကုန်လုံးကတော့ဒီစားအကြပါရဲ့ရှိတယ်ကိုစားပြုတ်ပေးရရင် miss ရောက်ဖြစ်လာရယ်ဆိုတာဒါ ဟိုနည်းတဲ့ခွင့်ရေးမှာမဟုတ်တာလေနော်ကလေးတိုင်းလည်းဖြစ်ချင်ကြမယ်လို့ထင်ပါတယ်ရှင်ဟုတ်တော့ဒါကိုရဲ့တငယ်ချင်းတွေကြားထဲမှာလဲဒါကိုကကိုရင်ဝင်ကြွားစားနေအဲ့လိုပေါ့နော်ဟိုတားကြီးတော့ဟိုလိုမြတ်မြောက်ကြီးတော့အဲ့လိုမဟုတ်ပေါ့နော်အဲ့အဲ့လိုကိုကိုဂုံယူမိတယ်ဘာဖြစ်လို့ဆိုတော့ဒီနိုင်ငံဒီမျိုးကိုကိုစားပြုတ်ပေးရတယ်မစ်စယောက်ဖြစ်လာရဲဆိုတာဒါ ိုနဲတဲ့ခွင့်ရေးမှာမဟုတ်တာလေနော်အဲကြောင့်အဲဆိုဒါမင်းလေးတိုင်းလည်းဖြစ်ချင်ကြမယ်လို့ထင်ပါတယ်ရှင်ဟုတ်ဒီမှာကြာဒီတန်ပွဲ Miss Universe ဝင်ပြန်ဖြစ်တာငငယ်ကလေးကရောင်းဝါသနာပါဝါသနာပါလေးရက်လောက်ငငယ်ကလေးရက်လောက်ကလေးကအဲ့တော့ကတော့ Miss တွေပါမရှိသေးဘူးပေါ့เนาะ Moral Show ပေါ့အကြောင်းလို့ဖရားအကြောင်းပဲအကြောင်းမဟုတ်အကြောင်းကပွဲအဲ့လိုမျိုးရှေ့ဆုံးကြီးပွဲတော့လာအဲ့လိုမျိုးတွေပြီးတော့ ဟိုဖခင်အကြောင်းဖခင်အကြောင်းပေါ့နော်အဲအဲ့လိုမျိုးတွေပါဆိုခရစ်စမတ်ပွဲပါညာအဲ့လိုမျိုးတွေပါဆိုရင်ရှိုးလျှောက်တာပေါ့အဲအဲ့လိုမျိုးပေါ့ငွေကြေးကအယောင်ဝါသနာပါတယ်အဲပြီးတော့ဒီမှာအရင်ဖြစ်ချင်တဲ့ဆန္ဒတခုကအချင်းပြည်နယ်ကုစားပြုတယောက်တော့အရင်ဖြစ်ချင်တယ်ဘဝမှာဖြစ်ဖြစ်ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်အချင်းပြည်နယ်ရဲ့ကိုစားပြုရဲ့ miss တယောက်တော့ဖြစ်ချင်ပါတယ်အကောင်လုံးကတော့သူ့ရဲ့ဒီ universe တိုက်တဲ့တခုမှာပေါ့နော်ခုနှစ်တိုင်းခုနှစ်တိုင်းရရရမှာအကောင်ကတော့ဆံပြပုံပုံဖြစ်နေတယ်ဘာဖြစ်လို့ဆိုတော့ တယောက်နဲ့တယောက်ရဲ့ talents တွေသူတို့ရဲ့ public speaking အကုန်လုံးอ่ะပေါ့เนาะတယောက်နဲ့တယောက်က မတူဘူးပဲပြရဲအေတို့တင်းယူရင်တင်းယူနိုင်တယ်လို့တယောက်ချင်းကြီးရဲ့အရင်ချင်းကြီးကအများကြီးရှိနေတာဆိုတော့အကုန်လုံးကတော့ဒီစားအကြရပါတယ်ရှိတယ်အာတယောက်ထဲခံစားထားရရဲ့လို့တော့မရှိဘူးအေးကြတော့အဲ့လိုအကုန်လုံးကိုလေးလာရဲပြီးသူတို့မှရှိသမျှကောင်းကွက်အရင်ချင်းအကုန်လုံးကိုလေးလာရဲစူးစားရဲပြီးလို့ရှိရင်သူတို့မှဘယ်လိုဘယ်လိုမျိုးလေးရှိလဲဆိုတော့ပြန်ပြီးတော့လေးလာဖြစ်တဲ့ရှင်အကုန်လုံးကတော့လေးစားအကြရပါတယ်ပါအာညီမအနေနဲ့ကျတော့အကုန်လုံးကတော့သူ့ရဲ့ချင်းနဲ့တူ အရေးချင်းတစ်ခုရှိလို့လည်းဒီနေရာကိုရောက်လာကြရတဲ့ဒီနေရာပေါ့နော်ဆိုတော့အကုန်လုံးကိုတော့ Miss Universe မြန်မာအကုန်လုံးကိုလေးစားတယ်အားကြတယ်အဲ့ဒီအားလုံးထဲမှာမတယောက်ပဲရွေးရမယ်ဆိုတော့မမိုးစုံဝိုင်းတော့အရင်သဘောကျတယ်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာဒီ Miss Universe မြန်မာဆိုတာကိုစစတိရမှာမိုးစုံဝိုင်းဆောင်ဖြစ်တယ်ပေါ့နော်အဲသူ့ကိုအခုချိန်ထိလည်းအရင်သဘောကျတယ်သူမျက်နှာကလုံးဝအကြည့်တက်ရတယ်ကွာအဲ့အဲ့လိုမျိုးလေးပေါ့နော်အမကိုအရင်သဘောကျပါတယ်မြန်မာ ော့သူနဲ့အလားတူပါပဲအကုန်လုံးတဘောကြပါပဲဒါရှိတာအများကြီးဖြစ်ရတယ်အလားတူပဲအများကြီးဖြစ်လဲရတယ်ရေမိုးနေမှာပဲပေါ်ကိုစားပြင်ပြီးလို့အဲကိုစားပြင်ပြီးချင်ရစားချင်ရစားချင်ရစားချင်ဆက်ကူရင်းကြီးတော့အကောင်လုံးကိုလေးနေစင်ထားလေအကောညီမတို့အကောင်လုံးအကောင်လုံးပေါ့နော်ကြိုးစူးစားကြတယ်အကောင်လုံးညီမတွေတူတူအဲ့ဒီ audition day ကနေစပြီးတော့တရမတော့မနာရသေးဘူးပေါ့နော်တောက်လျှောက်ပဲညီမတို့အကောင်လုံး ညီမတွေစစ်စစ်လုံးစစ်စစ်ခင်ခင်နဲ့เนาะအကတွေတင်ကြရဲ့ work တွေထားကြရဲ့တောက်လျှောက်ရေတောက်လျှောက်လုပ်နေကြပါရဲ့တောက်လျှောက်မနာရသေးဘူးပေါ့เนาะဟုတ်ကဲ့ပြည်သက်တွေအားလုံးဒီအဲလိုပေါ့เนาะအကုန်လုံးကအားလုံးဒီကပန်းစားနဲ့ပတရမှာလည်းမနာရသေးဘူး cover training လောက်တဲ့အကုန်လုံးလုပ်ရပေါ့เนาะအဲ့တော့ အဲဆင်းပြက်စီရပါဘူးလို့ပြန်ဝင်နေပါတယ်။ကောင်းဆုံးကြိုးစားတော့ပါပဲ။ကောင်းဆုံးကြိုးစားတော့ကြမှာပါလို့အပြစ်ပါအောင်လို့ပြောချင်ပါတယ်။ညီမတို့အကုန်လုံးပေါ့နော်ညီမတွေခုဆို၉ယောက်ရှိပါတယ်ပေါ့နော်၉ယောက်လုံးအပြစ်ကြပါအောင်လို့